ဝူမတ်လိုနေရာတွေပိတ်သိမ်းနေဆိုတဲ့သတင်းမျိုးကတကယ့်ကိုအံ့ဩစရာပဲလို့ဆိုရမှာဖြစ်ပါတယ်။ American စင်ချေပုံးဈေးဝယ်သူတွေအတွက်ထိတ်လန့်စရာသတင်းတစ်ခုထွက်ပေါ်လာတာဖြစ်ပါတယ်။ဝူမတ်ကသူ့ရဲ့ဆိုင်သုံးဆိုင်ကိုပိတ်သိမ်းတော့မယ်လို့ကြေညာခဲ့တာဖြစ်ပါတယ်။ပိတ်သိမ်းမဲ့ဆိုင်တွေကမြောက်ကနေတောင်ဘက်ထိ area တစ်လျှောက်ဖြန့်ကျက်လျက်ရှိပြီး Lincoln Wood, Plainfield နဲ့ Homewood မှာတည်ရှိတာဖြစ်ပါတယ်။ Homewood ဆိုင်ပိတ်သိမ်းမှုနဲ့ပတ်သက်ပြီးဖောက်သည်တွေနဲ့မြို့တော်ဝန်ထမ်းကဒီနေ့ညမှာဝေဖန်မှုတွေထွက်ပေါ်လာနေတာဖြစ်ပါတယ်။ ဝူမတ်ရဲ့ဆန်ဒီယာဂိုမှာရှိတဲ့ဆိုင်နှဆိုင်ကိုပိတ်သိမ်းမဲ့စီစဉ်တဲ့ပတ်သက်တဲ့သတင်းအစ်စ်တွေရရှိထားတာဖြစ်ပါတယ်2025ခုနှစ်မေလမှာအမေရိကန်ရဲ့လက်လီရောင်းချရေးအရာမကုမ္ပဏီဖြစ်တဲ့ဝူမတ်ဟာစီးပွားရေးတစ်ခုလုံးကိုတုံ့လှုပ်စေတဲ့ကြေညာချက်တစ်ခုနဲ့အမေရိကန်နိုင်ငံရဲ့ဈေးနှုန်းသက်သာတဲ့ထိပ်တန်းကောင်းဆောင်ဆိုတဲ့နာမည်ကိုဖျက်ဆီးပစ်လိုက်တာဖြစ်ပါတယ်ဈေးနှုန်းတွေတိတိတသားမြင့်တက်လာတော့မှာဖြစ်ပါတယ်ဒါဟာသမ္မတဒေါ်နယ်ထရန့်ရဲ့တင်သွင်းခွန်အစ်စ်တွေကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ် ဒါဟာထောပတ်သည်ဒါမှမဟုတ်ကစားစရာတွေရဲ့ဈေးနှုန်းတက်တာနဲ့ပဲတက်ဆိုင်တာမဟုတ်ပါဘူး။ကမ္ဘာထောက်ပံ့ရေးကွင်းဆက်တွေ automatic system တွေ over young ကထွက်ပေါ်လာတဲ့နိုင်ငံရေးအထိကရုံးနေနဲ့ဆက်ဆက်နေတဲ့ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။လက်လီရောင်းချရေးထက်ကျော်လွန်ပြီး woman ရဲ့ပြောင်းလဲမှုဟာ American လောက်ကင်တွေစားသုံးသူတွေရဲ့ပတ်စံအိတ်တွေနိုင်ငံရဲ့စီးပွားရေးအခင်းကျင်းတွေတက်နှဆိုင်နဲ့တက်ရောက်မှုတွေကိုညွှန်ပြတာဖြစ်ပါတယ်။2025ခုနှစ်မေလ15ရက်နေ့မှာ ဝူမတ်ရဲ့ CEO ဒက်မက်မီလန်ကစိတ်မတက်မသားဖြစ်စေတဲ့သတင်းစကားတစ်ခုပေးပို့ခဲ့တာဖြစ်ပါတယ်။ Trump ရဲ့တင်သွင်းခုနှစ်ကြောင်းဈေးနှုန်းတွေတကြော့ပြန်မြင့်တက်လာတော့လာတော့မယ်လို့ဆိုပါတယ်။ဒီခုနှစ်ဟာတရုတ်ကွန်ပဏီတွေပေါ်အစပိုင်းမှာ145ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီးနောက်ပိုင်းမှာ30ရာခိုင်နှုန်းမှာတည်ငြိမ်သွားတာဖြစ်ပါတယ်။အနေငယ်သာမျက်စုံရှိတဲ့ကုမ္ပဏီတစ်ခုအနေနဲ့ဒီစရိတ်တွေကိုဝင်ထမ်းဖို့မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ CFO John Davis Rainey က ွင့်ွယ်လင်းလင်းပြောကြရမှာဇွန်လမှာဈေးနှုန်းတွေမြင့်တက်လာမှာဖြစ်ပြီးဇူလိုင်လမှာပုံမိုတိတာတဲ့မြင့်တက်မှုတွေဖြစ်ပေါ်လာမယ်လို့သတိပေးကြတာဖြစ်ပါတယ်ဒါဟာကြောင်းပြန်ဖွင့်တဲ့ဈေးဝယ်ရာသီမှာစားသုံးသူတွေကို ထိခိုက်စေဖို့အကြိမ်ကြိုက်ဖြစ်နေတာဖြစ်ပါတယ်ဒီဈေးတက်မှုတွေဟာထုတ်ကုန်တွေကိုသာထိခိုက်တာမဟုတ်ပါဘူးနေစဉ်သုံးပစ္စည်းတွေဖြစ်တဲ့ငပြောသီးထောပတ်သီးနဲ့ကလေးပစ္စည်းတွေဟာတိတာတဲ့ဈေးနှုန်းမြင့်တက်မှုတွေကြုံတွေ့ရပြီး electronic ပစ္စည်းတွေနဲ့ကစားစရာတွေကတော့ ပုံမသိတာတဲ့ဈေးတက်မှုတွေနဲ့ရင်ဆိုင်ရတာဖြစ်ပါတယ်။ဥပမာအနေနဲ့ဘာဘီရုပ်တရုပ်ဟာတပတ်အတွင်း10ဒေါ်လာ49စင်ကနေ14ဒေါ်လာ69စင်အထိခုန်တက်သွားတာဖြစ်ပါတယ်။ Trump ရဲ့တုံ့ပြန်မှုကတော့သူ့ရဲ့ထုံးစံတိုင်းပြင်းထန်တဲ့ရန်လိုမှုပြသမှုဖြစ်ပြီး Womat အနေနဲ့အခွန်တွေကိုကိုယ်တိုင်ထမ်းပိုးသင့်တယ်လို့ခိုင်မာပြောဆိုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လုပ်ငန်းရောအိမ်သုံးဖက်ချက်ရောယင်းဒီကျွမ်းဝင်သူတိုင်းသိထားသလို အခွန်တွေဟာခွန်တွေပဲဖြစ်ပြီးရိုးရှင်းစွာပျောက်ကွယ်သွားတာမျိုးမရှိပါဘူးလို့ဆိုပါရယ်ဈေးနှုန်းတက်တာမှုနဲ့ဒန်းတူညီမျှဖြစ်နေတဲ့လက်လီရောင်းချရေးအာမကုမ္ပဏီတခုကဈေးနှုန်းတွေကိုမြင့်တင်လိုက်တဲ့အခါစားသုံးသူတွေပေါ်တည်တာတဲ့တက်ရောက်မှုတွေဖြစ်ပေါ်စေတာဖြစ်ပါရယ်ဒါဟာထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးကိုထိခိုက်စေတဲ့ဒုက္ခအခြေအနေတစ်ခုကိုညွှန်ပြတာဖြစ်ပါရယ်ဒါပေမဲ့ဈေးနှုန်းတွေမြင့်တင်မှုဟာအစာပိုင်းသာဖြစ်ပြီးဝူးမတ်ဟာရှင်သန်နေနိုင်ဖို့သူ့ရဲ့ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းတွေကိုပြန်လည်ဖွဲ့စည်းနေတာဖြစ်ပါရယ် အများပြည်သူတွေဈေးနှုန်းမြင့်တက်လာမှုကြောင့်ထိတ်လန့်နေချိန်မှာဝူမတ်ဟာတိတ်တဆိတ်မဟာဗျူဟာမြောက်ပြန်လည်ပြင်ဆင်မှုတစ်ခုကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်။ကုမ္ပဏီဟာ American ပြည်ရင်းကမှာယူမှုတွေကိုရှော့ချပြီး VN နဲ့အိန္ဒိယနဲ့မက္ကဆီကိုကထောက်ပံ့သူတွေမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပါတယ်။ Grow with US လို့အစီအမံတွေဟာ Made in US လို့အခွန်အတန်းကိုကာကွယ်နိုင်တဲ့နိုင်ငံခြားခြေစိုက်ထောက်ပံ့ပို့ဆောင်ရေးနဲ့အစားထိုးခဲ့တာဖြစ်ပါတယ်။ထုတ်ပေါ်မှုပုံစံတောင်မှပြန်လည်ဒီဇိုင်းထုတ်ပြီး တင်သွင်းခွန်တွေကိုရှောင်ရှားဖို့အလူမီနီယံကိုဖိုင်ဘာမှန်နဲ့လဲလှယ်ခဲ့တာဖြစ်ပါတယ်။ဝူမဲရဲ့အခြေခံဟာနေ့စဉ်ဈေးနှုန်းသက်တာမှုဖြစ်ပေမဲ့အခွန်တွေကြောင့်ဒီနေ့မှာတိတ်မသက်တာတော့ဘူးလို့ဆိုရမှာဖြစ်ပါတယ်။မနေ့ကထက်ဈေးနှုန်းတွေမသက်တာတော့ဘူးလို့ဆိုရမှာဖြစ်ပါတယ်။နောက်ထပ်ဈေးနှုန်းတွေပုံမမြင့်တက်လာနိုင်တယ်လို့မျှော်လင့်ရမှာဖြစ်ပါတယ်။မတိကြမြေရာပြီးပြောင်းလဲမှုများတဲ့ပတ်ဝန်းကျင်ထဲမှာကောင်းမွန်တဲ့၃လပတ်တခုကိုရရှိခဲ့တာဖြစ်ပါတယ်။ ရည်မှန်းချက်ကတော့ဖောက်တယ်တွေအတွက်ဈေးနှုန်းတွေကိုတတ်တအောင်ထားဖို့ဝူးမတ်တို့အစွမ်းကုန်ကြိုးစားနေတာဖြစ်ပါတယ်။ဒါပေမဲ့အဆိုပြုထားတဲ့အခွန်တွေကလက်လီရောင်းချသူအားလုံးအတွက်ထောက်ပံ့သူတွေအတွက်တိတိတတ်တာစိန်ခုံမှုဖြစ်နေတာဖြစ်ပါတယ်။ဆိုရင်မူကတော့စားသုံးသူတွေဟာဒီထိခိုက်မှုတွေကိုခံစားရလိမ့်မယ်ဆိုတာပါပဲ။ဒါကြောင့်ဝူးမတ်ကတတ်နိုင်သမျှဈေးနှုန်းတွေကိုတတ်တအောင် ထားထားမှာဖြစ်ပါတယ်။ ဝူမန်ဟာသူ့ရဲ့ automatic system တိုးမြှင့်မှုကိုလည်းအချိန်မြင့်လှုပ်ဆောင်အချိန်မြင့်လှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဆိုင်တွေထဲမှာဆက်ရုပ်တွေနဲ့ဉာဏ်ရည်တုနည်းပညာတွေကိုစတင်အသုံးပြုတာဟာအနာဂတ်ကိုမျှော်မှန်းတဲ့စမ်းသစ်တွေ့ထမှုတစ်ခုလို့ထင်ရှားပေမဲ့ဒါဟာလုံသားပြည့်တွေမြင့်တက်လာမှုနဲ့အခွန်ကြောင့်အမြတ်အစွန်းကျဆုံးမှုကိုတုံ့ပြန်တဲ့ဤပြူဟာတစ်ခုဖြစ်ပါတယ်။ဝေဖန်သူတွေကတော့ဒါဟာဝူမန်ရဲ့ American ကိုတစ္ဆာဖောက်မှုတစ်ခုလို့ဆွဆွဲပြီးကုမ္ပဏီဟာသူ့ရဲ့မူလစိမြစ်ကိုဆွန့်လွှတ်လိုက်တယ်လို့ဆိုကြတာဖြစ်ပါတယ်။ ဒါပေမဲ့မှုဆောင်တွေကတော့ရှင်းတန်နိုင်မှုကိုဦးစားပေးခဲ့ပါတယ်။အခုနေ့ကြောင့်ပြည်ရင်းထုတ်လုပ်မှုဟာဘန်နာရေးအန်ရီတခုဖြစ်လာခဲ့ပြီးဝူမတ်လိုထင်ရှားတဲ့အမှတ်တံဆိပ်ကိုတော့လိုက်ရုံးကြီးထွေဖြစ်အောင်ပြုလုပ်ဖို့ဒါမှမဟုတ်ပြိုလဲသွားနိုင်တဲ့အန်ရီကိုရင်ဆိုင်ရတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီပြောင်းလဲမှုဟာဝါရှင်တန်မှာနိုင်ငံရေးအရဆန့်ကျင်မှုတွေကိုဖြစ်ပေါ်စေခဲ့တာဖြစ်ပြီးဝူမတ်ရဲ့နိုင်ငံခြားပြောင်းရွှေ့မှုတရင်ဟာတမရထရန့်ထန်ရောက်ရှိချိန်မှာသူ့ရဲ့တုံ့ပြန်မှုဟာပောက်ကွဲထွက်လောက်စေရာဖြစ်ခဲ့တာဖြစ်ပါတယ်။ တကားပိတ်စည်းဝေးတွေမှာ သူဟာအမေရိကန်ပြည်သူတွေကိုတစ္ဆာဖောက်တယ်လို့ဒေါသတကြီးပြောဆိုခဲ့တယ်လို့သိရပါတယ်။သူဟာအစိုးရစာချုပ်တွေကိုရုပ်သိမ်းဖို့တောင်းဆိုတဲ့အကြံတစ်ခုကိုတော့ထုတ်ဖော်ပြောဆိုခဲ့တာပါ။ပြင်းထန်တဲ့ True Social Post တစ်ခုမှာ Woman အနေနဲ့အခွန်တွေကိုထမ်းပိုးပြီးဈေးနှုန်းတွေကိုတတ်တအောင်ထားရမယ်လို့တောင်းဆိုခဲ့တာပါ။ကုသရေးဝန်ကြီးဝန်ကြီး Howard Lennick ကလည်းဒီအချက်ကိုထပ်လောင်းပြောဆိုပြီးကုမ္ပဏီတွေအနေနဲ့ဒီဈေးတွေကိုထမ်းပိုးရမယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့စီးပွားရေးပညာရှင်တွေကတော့အခွန်တွေဟာတင်သွင်းခွန်တွေဖြစ်ပြီးကုမ္ပဏီရောဖောက်တယ်ရောဒါမှမဟုတ်နှစ်ဦးသလုံးကပဲအမြဲတမ်းပေးဆောင်ရမှာဖြစ်ပြီးအမြန်ပြန်လဲထောက်ပြခဲ့ကြတာဖြစ်ပါတယ်။ဘူမန်ဟာခိုင်မာသွားရပ်တည်ခဲ့ပြီး CEO Doug Mambilan ကအမေရိကန်လုပ်ငန်းတွေပေါ်ကုမ္ပဏီရဲ့ဂတိကောက်ကိုပြန်လဲအတည်ပြုခဲ့ပြီးလက်လီရောင်းချရေးရဲ့အနေငယ်သာအမျက်ဆုံးရှိတဲ့ကျန်းတန်းတဲ့အမှန်တရားကိုရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ပြည်သူနဲ့ဆက်ဆံရေးပိုင်းမှာထိခိုက်မှုဟာ တိတိတသာဖြစ်ပေါ်ခဲ့တာဖြစ်ပြီးထရန်ရဲ့ထောက်ခံသူတွေကဝူမတ်ကိုအမေရိကန်တိုင်းဝိုင်းတွေနဲ့နက်ဆိုင်တဲ့ဆွတ်နေမှုရှိပေမဲ့နိုင်ငံမချစ်တဲ့အမှတ်တရစိတ်တစ်ခုလို့စွပ်စွဲခဲ့ကြပါဗျ။ဒီအကျိုးဆက်တွေဟာထရန်ရဲ့ရခိုင်ပြစ်မှတ်တွေဖြစ်တဲ့ Harley Davidson ဒါမှမဟုတ် GM ထက်ပိုမိုမြင့်မားတဲ့ Annery ဖြစ်ပေါ်ပြီး Woman ဟာကုမ္ပဏီတစ်ခုသာမဟုတ်ပါဘူး။ Woman ဟာနိုင်ငံရဲ့လက်လီရောင်းချရေးရဲ့အဓိကအုတ်မြစ်တစ်ခုဖြစ်ပါတယ်။တကယ်လို့ Woman တောင်မှပြည်ရင်းစီးပွားရေးကနေနောက်ဆုတ်သွားမယ်ဆိုရင် ဒါဟာအခွန်တွေကြောင့်ဖြစ်ပေါ်လာတဲ့မူဝါဒတွေမှာအောင်မြင်နေဘူးဆိုတော့တိတာထင်ရှားတဲ့လက္ခဏာတစ်ခုပါဝူမဲရဲ့နောက်ဆုံးဗန္ဒာရေးထုတ်ပြန်ချက်တွေကဒီတင်းမာမှုကိုပုံမူပြသသွားဖော်ပြထားပါတယ်2025ခုနှစ်ပထမ3လပတ်ရဲ့ဝူမဲရဲ့ဝင်ငွေတွေကခံနိုင်ရည်ရှိမှုပုံရိပ်တစ်ခုကိုဖော်ပြခဲ့ပေမဲ့တတိပေးလက္ခဏာတွေလည်းပါဝင်နေပါတယ်ဝင်ငွေဟာ165.61ဘီလီယံဒေါ်လာထိတက်လာခဲ့ပြီးကုန်စုံရောင်းချမှုနဲ့ e-commerce တိုးတက်မှုတွေကအဓိကထောက်ကူပေးခဲ့ပါတယ် ဒါပေမဲ့အမျက်ဆုံးကတော့ထိခိုက်ခဲ့ပါတယ်။ကုမ္ပဏီဟာလေလာသုံးသက်သူတွေရဲ့မျှော်မှန်းထားချက်တွေကိုကျော်ဖြတ်နိုင်ခဲ့ပေမဲ့ဒါဟာပြင်းထန်တဲ့ကုန်ကျစရိတ်လျှော့ချမှုနဲ့တင်သွင်းပစ္စည်းတွေကိုကြိုတင်တူလောင်ထားမှုတွေကြောင့်သာဒီလိုရောင်းချနိုင်ခဲ့တာပါ။မက်မီလန်နဲ့ရိန်ဒီကပွင့်ပွင့်လင်းလင်းပြောကြရမှာအခွန်တွေဟာအမျက်ဆုံးကိုထိခိုက်နေတယ်လို့ဆိုပါတယ်။တရုတ်မှာထုတ်လုပ်တဲ့ကားထိုင်ခုံတစ်ခုဟာအရင်က350ဒေါ်လာသာရှိခဲ့ပေမဲ့အခုတော့450ဒေါ်လာကျော်နဲ့ရောင်းချနေရတာပါ။ တွန်းလှဲတွေ electronic ပစ္စည်းတွေယာတီလိုက်ကုန်ပစ္စည်းတွေအတွက်လည်းစင်တူဈေးနှုန်းမြင့်တက်မှုတွေရင်ဆိုင်နေရပါတယ်။ဝူမတ်တခုလည်းမဟုတ်ပါဘူး။ Mattel နဲ့ Procter and Gamble လို့ကုမ္ပဏီတွေကလည်းဈေးနှုန်းတွေမြင့်တင်ခဲ့ကြပါတယ်။ဒါပေမဲ့ဝူမတ်ရဲ့ကြီးမားတဲ့အတိုင်းဒါကြောင့်တက်ရောက်မှုဟာပုံမကြီးမားလာတာဖြစ်ပါတယ်။စိုင်ပေါင်း3600ကျော်နဲ့တပတ်လျင်ဈေးဝယ်သူတန်း150ရှိတဲ့ဝူမတ်ရဲ့ဘန်နာရေးလှုပ်ရှားမှုတွေဟာနိုင်ငံတော်ဝန်ရဲ့စီးပွားရေးကိုတက်ရောက်မှုရှိခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာအစပိုင်းမှာတုံ့လောက်ခဲ့ကြပြီမဲ့မကြခင်မှာဝူမတ်ရဲ့လူလျောက်စနစ်နိုင်ငံခြားထောက်ပံ့ရေးနဲ့ညံရီတုမဟာဗျူဟာတွေကိုရှင်တန်ရေးလက်ချောင်းတွေဖြင့်အတိမတ်ပြုခဲ့ကြပါတယ်။အမြတ်ဆုံးတွေဟာတည်ငြိမ်လာနိုင်ပြီမဲ့ဒါဟာပေမဈေးကွက်ရှိစားသုံးသူတွေအတွက်အကျိုးဆက်တွေမရှိဘဲဖြစ်ပေါ်မလာပါဘူးလို့ဆိုရမှာပါ။စားသုံးသူတွေရဲ့ယုံကြည်မှုဟာကြာဆင်းလာနေပြီးအမေရိကန်လူဦးရေ85ရာခိုင်နှုန်းကဈေးနှုန်းမြင့်တက်မှုအတွက်အခွန်တွေကိုအပြစ်တင်နေကြပါလား။ ဝူမဲရဲပြောင်းလဲမှုဟာဆုံးလွတ်မှုထက်မတည်မြဲနိုင်တဲ့အခြေအနေတွေအောက်မှာရှင်သန်ဖို့ကြိုးစားမှုတစ်ခုလို့ခံစားရပါတယ်။ဒါပေမဲ့ရရရေပေါ်တက်ရောက်မှုတွေဟာငင်းမရတဲ့အမှန်တရားတစ်ခုပါ။ဝူမဲဟာဥတီချက်ပြောင်းလဲလာတဲ့အခါအမေရိကန်မျိုးငယ်လေးတွေဟာထိခိုက်မှုကိုခံစားခဲ့ရပါတယ်။ဇင်းနှုံပုံမှန်မြန်မာတဲ့ထုတ်ကုန်တွေနဲ့အလိုလျောက်စနစ်ထက်ကျော်လွန်ပြီးတကယ့်တက်ရောက်မှုဟာမိသားစုတွေအပေါ်မှာဖြစ်ပေါ်နေတာပါ။အလုတ်ချိန်တွေအလုတ်ကင်တွေတည်ငြိမ်မှုတွေဆုံးရှုံးနေရပါတယ်။ ဖြန့်ဖြူးရေးစင်တာတွေဟာအတိုင်းအတာကိုရှော့ချနေရပြီးဒေသခံထောက်ပံ့သူတွေကိုဖယ်ရှားနေကြပါတယ်။ဒေသရင်းထရက်ကားမောင်းတွေမောင်းတဲ့သူတွေဟာလည်းတည်ယူပို့ဆောင်မှုနှေးပါလာနေပါတယ်။ဝူမက်ဟာမကြာခဏကျေးလက်ဒေသတွေမှာဒီပြောင်းလဲမှုတွေဟာလာသာစရင်ထက်ကျော်လွန်ပြီးတက်ရောက်မှုရှိတာဖြစ်ပါတယ်။အင်ညာဈေးကွက်၊ကျောင်းရံမုံငွေထောက်ပံ့မှု၊ကျန်းမာရေးစောင့်ရှောက်မှုတွေကိုထိခိုက်စေခဲ့ပါတယ်။ထောက်ပံ့ရေးကိုနိုင်ငံသားတို့ပြောင်းရွှေ့လိုက်တဲ့အခါဝူမက်ရဲ့စာချုပ်တွေပေါ်မှာမိခိုနေရသေးတဲ့ သေးငယ်တဲ့ထုတ်လုပ်သူတွေဟာပိတ်သိမ်းရမယ့်အန္တရာယ်နဲ့ဂျင်းဆိုင်နေခဲ့ရပါတယ်။ကုမ္ပဏီဟာနှီးပညာဆိုင်ရာတွေနဲ့ဖြည့်ဖြည့်စည်းရေးစင်တာတွေမှာရင်းနှီးမြှုပ်နှံပေမဲ့ဒီနောက်မျိုးဆက်မော်ဒယ်တွေဟာဝန်ထမ်းနေပါဖို့လိုအပ်ပြီးအွန်လိုင်းဦးစားပေးလုပ်ငန်းတွေကိုအားကိုးနေကြရပါတယ်။ဂျေးလက်ဒေတာတွေဟာဘေးဖယ်ခံရဖို့အန္တရာယ်ရှိနေပြီးဥပဒေပြုသူတွေကသတိပေးနေကြပေမဲ့စီးပွားရေးပညာရှင်တွေကတော့ထရမ့်ရဲ့တုံ့ပြန်မှုဖြစ်တဲ့နိုင်ငံသားတို့အလုပ်ပြောင်းရွှေ့တဲ့ကုမ္ပဏီတွေပေါ်အခွန်အသစ်တွေချမှတ်ဖို့ချိန်ချောက်မှုဟာ ငွေကြေးဖောင်းပွားမှုကိုပုံမနှဆိုင်သိပြီးတိုးတက်မှုကိုရပ်တန့်စေနိုင်တယ်လို့သတိပေးထားပါတယ်။ American လုံသမားတွေအတွက်ဒီအချက်တည်းဟာရှင်းလင်းပါတယ်။တင်းမာမှုတွေမြင့်တက်လာပြီးအပတ်မွေးဝမ်းကြောင်းမှုတွေအန္တရာယ်ရှိတဲ့အခါဒီအခြေအနေဟာစိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ရှေ့ဆက်ရမယ့်လမ်းကြောင်းဟာမသေးကြမီအရာဖြစ်နေခဲ့ပြီးဝူမတ်ဟာ American ကိုဆွတ်လွတ်နေတာလားဆိုတာမေးခွန်းထုတ်เสียဖြစ်နေပါတယ်။ရုပ်ပိုင်းဆိုင်ရာအနေနဲ့စိုင်းတွေရှိနေသေးပေမဲ့ဝူမတ်ရဲ့ထောက်ပံ့ရေးမဟာဗျူဟာနဲ့ concept ဟာပြောင်းလဲလာနေပါတယ်။အခွန်တွေဟာ American စက်ရုံတွေကိုပြန်လဲအသက်သွင်းပြီးတာမဟုတ်ပါဘူး။အရိစာ woman လို့ company တွေကိုနိုင်ငံသားမှာခိုးလုံရရှာဖွေဖို့ဝန်ထမ်းရေအတွက်ကိုရှော့ချဖို့အလိုလျောက်စနစ်ကိုပြင်းထန်စွာတိုးမြှင့်လှုပ်ဆောင်ဖို့တွန်းအားပေးနေပါတယ်။ American မှတ်တစိုက်ဖြစ်တဲ့ woman ဟာကြမ်းတမ်းတဲ့အမှန်တရားတစ်ခုကိုအတည်ပြုခဲ့ပါတယ်။ဆောင်ဘုတ်တွေဟာဘန်နာရေးခက်ခဲမှုတွေကိုမဖယ်ရှားနိုင်မဖယ်ရှားနိုင်ဘူးဆိုတာပါပဲ။ ဈေးနှုန်းတွေမြင့်တက်လာတာနဲ့မျှရွက်ရွာတွေထိခိုက်နစ်နာစေလာပြီးကုန်သွယ်ရေးစစ်ပွဲတွေပုံမူပြင်းထန်လာနေပါပြီ။ဝူမဲရဲ့ပြောင်းလဲမှုဟာအစာပိုင်းသာဖြစ်နိုင်တယ်လို့ဆိုရမှာပါ။တခြားသူတွေဒီလန်းကိုလိုက်မလျှောက်ဖို့ဘာကတားနိုင်မလဲဆိုတာစဉ်းစားရမှာပါ။လက်လီရောင်းချရေးမှာအကြီးမားဆုံးနာမည်ရှိတဲ့ကုမ္ပဏီတစ်ခုက ရှင်တန်ဘူနိုင်ငံသားကိုပြောင်းဖို့ပြင်ဆင်နေရတယ်ဆိုရင်ဒီပြောင်းလဲမှုဟာအရေးကြီးတဲ့မေးခွန်းတွေကိုဖြစ်ပေါ်စေပါတယ်။ဝူမဲရဲ့လှုပ်ရှားမှုဟာလုပ်ငန်းအတွက်မဖြစ်မနေလိုအပ်ချက်တစ်ခုလား။ ဒါမှမဟုတ် American လုံသမားတွေတစ္ဆာဖောက်မှုတစ်ခုလားဆိုတာကိုစဉ်းစားရမှာပါ။ကုမ္ပဏီတွေကိုခွန်တန်းအတင်းကျပ်ဖိအားပေးတင်သလား။ဒါမှမဟုတ်ဒါဟာလက်တွေ့မကျတဲ့မူဝါဒတစ်ခုလားဆိုတာစမ်းသပ်ရမှာပါ။ Automated system တွေရဲ့ရေရှည်ကုန်ကျစရိတ်ကဘာလဲဆိုတာစဉ်းစားရမှာပါ။ဝူးမတ်လို့လက်လီရောင်းချသူတွေပေါ်မှီခုံနေရတဲ့မြို့ငယ်လေးတွေမှာဒေတာကန်အလုပ်ကိုင်တွေကိုစားထုတ်လိုက်တာဟာဘလို့အကျိုးဆက်တွေဖြစ်ပေါ်စေမလဲဆိုတာစမ်းသပ်ရမှာပဲဖြစ်ပါတယ်။ ဒီမေကွန်တွေရဲ့ဖြေတွေဟာရိုးရှင်းမှုမရှိပေမဲ့အမေရိကန်လက်လီရောင်းချရေးရဲ့အနာဂတ်နဲ့ဝူမဲရဲ့စီးပွားရေးအခြေခံကိုနားလည်ဖို့အလွန်အရေးကြီးတယ်လို့ဆိုပါရယ်ဝူမဲရဲ့ပြောင်းလဲမှုဟာကုမ္ပဏီတစ်ခုရဲ့မဟာဗျူဟာထက်ပုံမကျဲ့ပြက်တဲ့အရာတစ်ခုဖြစ်ပါရယ်ဝူမဲဟာနိုင်ငံရဲ့စီးပွားရေးလမ်းကြောင်းအတွက်အရေးပါတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီးအခွန်တွေကကမ္ဘာကုန်သည်ရေးကို ပြန်လည်ပုံဖော်နေသလို automated system အတွက်အလုပ်သဘောတရားကိုပြန်လည်တတ်မှတ်နေတာပဲဖြစ်ပါရယ်ဒီတက်ရောက်မှုတွေအားလုံးဟာစားသုံးသူတွေရဲ့ပတ်စံအိတ်ကစားလို့ ကျေးလက်ဒေသရက်ရွာတွေကိုထိအမေရိကန်ဘဝရဲ့တောင်စုံအားလုံးကိုထိတွေ့လာမှာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ